ဒီမော့ဆုံမြို့နယ်နောက်ဖက်ခြံကနှစ်တောင်ဆွရှောက်စခန်းမှာနေထိုင်တဲ့ဆွေပေးဆောင်တွေဟာဆံပြက်လာမှုနဲ့ကြုံတွေ့နေရတယ်လို့ဆွရှောက်စခန်းရဲ့တာဝန်ရှိသူတူဦးကပြောပါရယ်ဆွေပေးဆောင်အင်တာဆု80ခန်းကဆံပြက်လာမှုနဲ့ကြုံတွေ့နေရတာ3လခန့်ရှိပြီလို့လည်းဆိုပါရယ်အင်တာဆုတစုကိုအရေးပေါ်ဆံထုတ်ယူခွေ3ကြိမ်တာရှိပေမဲ့3ကြိမ်ထက်မကအကူအညီတောက်ခံတဲ့မိသားစုတွေလည်းရှိနေတာပါဆွေပေးဆောင်အများစုကမိသားစုစာဝန်တွေရင်ဖြည့်ရှင်ဖို့အတွက် ဝင်ငွေရအလုတ်ကိုင်းမရှိတာကြောင့်ခက်ခဲနေကြတယ်လို့လဲဆိုပါရယ်အခုလိုဆန်ပြလာမှုရဲ့စိန်ခေါ်မှုကရေရှည်အတွက်စိုးရိမ်ပူပန်နေရပြီးတက်နိုင်တဲ့အဖွဲ့အစည်းတွေအလူရှင်တွေအနေနဲ့လာရောက်ကူညီပေးကြဖို့ကိုလည်းဆစ်ဆောင်စခန်းရဲ့တာဝန်ခံတဦးကတောင်းဆိုထားပါရယ်နှစ်တောင်ဆစ်ဆောင်စခန်းမှာစပေးဆောင်စုပေါင်းနေထိုင်သူအိမ်ခြေ106အိမ်နဲ့လူဦးရေ400ကျော်ရှိနေတာပါ ဆန်ပြက်လာမှုနဲ့မကြာခဏကြုံတွေ့နေရတာကြောင့်လဲအိမ်တော်စု30ဝန်းကျင်ဟာအလူရှင်ပုံမှုရောက်ရှိနိုင်မယ်လို့ယူဆရတဲ့နေရာတွေမှာရွှေ့ပြောင်းနေထိုင်တာရှိတယ်လို့သိရပါတယ်ရှင်။